စက်တင်ဘာလ28ရက်နေ့ကဘာရှိသတင်းထူးများအခုလိုမျိုးကဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်ဒီတင်ပြချက်မှာဆိုရင် နိုင်ငံတကာရေးရာမှာထိတ်တန့်ရောက်တဲ့သတင်းတွေနဲ့လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီရေးစီးပွားရေးလူမှုရေးသဘာဝဘေးစတဲ့သတင်းတွေကိုလေ့လာနိုင်အောင်စူးစီးဖော်ပြထားပါတယ်။သတင်းကြေတရုတ် drone ပညာရှင်များရုရှားလက်နက်ကုမ္ပဏီနဲ့ဆက်ဖက်သော drone များပူးပေါင်းထုတ်လုပ်နေတရုတ် drone ပညာရှင်တွေဟာရုရှားနိုင်ငံပိုင်းလက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီးဆက်ဖက်သော drone တွေထုတ်လုပ်ဖို့အတွက် ရုရှားနိုင်ငံကိုအချင်းချင်းသွားရောက်ခဲ့ကြောင်းဥရောပလုံခြုံရေးအရာရှိနှုတ်ကိုကိုကပြီးရိုက်တာစတင်းကဖော်ပြခဲ့ပါတယ်။တရုတ်ပညာရှင်များသည်ပြည်ခရဲနှင့်ဒုတိယသုံးလဖက်ကာလကစပြီးရုရှားလက်နက်ထုတ်လွှင့်ရေးကုမ္ပဏီဖြစ်တဲ့ IEMZ ကူပိုလ်တို့၆ချောင်းကျော်သွားရောက်ခဲ့ပါတယ်။အဲ့ဒီကာလအတွင်းမှာ IEMZ ကူပိုလ်ကုမ္ပဏီဟာတရုတ်နိုင်ငံလုံးတိုက်ခိုက်ရေးဒရုန်းတွေနဲ့ကင်းထောက်ဒရုန်းတွေကိုရုရှားရဲ့ဈာခံကုမ္ပဏီတစ်ခုကနေတဆင့် လက်ခံရရှိခဲ့တယ်လို့ဥရောပအရာရှိတွေကပြောကြပါဗျာ။ပြီးခဲ့တဲ့နှစ်စက်တင်ဘာလက IEMZ Coupol Company ဟာတရုတ်ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ကာဗီယာသွေးအမြင်ရှိဒရုန်းအသစ်ကိုတရုတ်နိုင်ငံမှာထုတ်လုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟောင်းရုရှားနိုင်ငံအတွင်းစစ်ဖက်သုံးဒရုန်းတွေထုတ်လုပ်ရေးအတွက်စံတမ်းမှုတွေနဲ့ဤပညာကဏ္ဍတွေမှာတရုတ်ကျွမ်းကျင်သူတွေပါဝင်ခဲ့တဲ့သတင်းကိုပထမဆုံးအကြိမ်ဖြစ်အသေးစိတ်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒရုန်းများထုတ်လုပ်ရေးအတွက်ပူပေါင်းဆောင်ရွက်မှုဟာရုရှားရဲ့ IEM ဆက်ကူပယ်ကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီတွေကြားဆက်ဆံရေးတိုးမြင့်လာတာကို ပြသနေရလို့ဥရောပအရာရှိတွေကမှတ်ချက်ပေးခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတော့အဲ့ဒီပူပေါင်းဆောင်ရွက်မှုကိုတတိပြုမိခြင်းမရှိကြောင်းထုတ်ပြန်ခဲ့ပါတယ်။တရုတ်ဟာယူကရိန်းပြည်ပခါနဲ့ပတ်သက်ပြီးမျက်တရတဲ့သဘောထားကိုအမြဲထိန်းသိမ်းခဲ့ပြီးဒရုန်းတင်ပို့မှုတွေပါဝင် အသက်သေးစေနိုင်တဲ့လက်နက်တွေကိုပေရုံကမှမထောက်ပံ့ခဲ့ဘူးလို့လည်းညင်းဆိုခဲ့ပါတယ်။ခရမ်လင်ရုရှားကာကွယ်ဝင်ကြီးဌာနနဲ့ IAEA ဆက်ကူပိုကော်မတီတို့ကတော့သတင်းဌာနရဲ့မှတ်ချက်တောင်းခံမှုကိုတုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။တရုတ်ပညာရှင်တွေနဲ့ရုရှားလက်နက်ကော်မတီရဲ့ပူးပေါင်းဆောင်ရွက်မှုသတင်းဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာအသံအဝိုင်းမှာတရုတ်ရဲ့ဗမ်မလိုက်ရည်ရည်မှုကိုမေးခွန်းထုတ်စရာဖြစ်လာစေပါတယ်။ တရုတ်ဟာစစ်ဖက်တုံး drone တွေတင်ပို့မှုအပေါ်တင်းကျပ်ထားကြောင်းညင်းဆိုပေမဲ့ဤပညာနဲ့ကျွမ်းကျင်သူတွေပတ်မိုးပေးခြင်းဟာရုရှားရဲ့စီးရေးစွမ်းရည်ကိုခရိုင်အထက်ကိုပြုနေတယ်ဆိုတာရှင်းပါတယ်။ဒီပူပေါင်းဆောင်ရွက်မှုဟာ အမေရိကန်နဲ့ဥရောပနိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကြားကရုရှားအတွက်အရေးပါတဲ့စစ်ဖက်တုံးဤပညာဆိုင်ရာအပြစ်မှုဖြစ်နိုင်ပါတယ်။ဥရောပအရာရှိတွေရဲ့ထုတ်ပေါ်ပြောဆိုချက်တွေကအနောက်နိုင်ငံတွေအနေနဲ့ တရုတ်ရဲ့အခမ်းကဏ္ဍကိုအနိကန့်ဆောင်ကျင်းနေပြီးရုရှားတရုတ်စီအေးဆက်ဆံရေးကိုရှော့တက်ထားခြင်းမရှိဘူးဆိုတာပြသနေပါတယ်။တရင်းနဲ့ငေချင်ရဟုတ်ကုလညီလာခံမိကုံးတွင်ကိုစလဲများဆန္ဒပြထွက်ခွာအစ္စရေးဝင်ကြီးချုပ်ဘက်ဂျမင်နီတရဟုတ်ဟာစက်တင်ဘာ26ရက်နေ့ကနယူးယောက်မြို့ရှိကုလသံတမက UN ညီလာခံမှာမိကုံးပြောသားချိန်မှာကိုစလဲတော်များများကဆန္ဒပြထွက်ခွာသွားခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲသူက ပါလက်စတိုင်းနိုင်ငံကိုအသိမဲ့ပြူတာဟောင်းဂုံသိက္ခာမဲစီရဲလို့ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။နေတန်ယာဟုကပါလက်စတိုင်းကိုနိုင်ငံအဖြစ်သတ်မှတ်ခြင်းဟာယူသမှုတသက်ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ပြင်သဲနဲ့ UK ပါဝင်နိုင်ငံတွေကပါလက်စတိုင်းနိုင်ငံကိုအသိမဲ့ပြူဖို့ဆုံးဖြတ်ခဲ့တဲ့အပေါ်ဒါဟာအစ္စရေးအတွက်နိုင်ငံတော်သက်တည်မှုလို့သူကတိုက်ရိုက်ပြောဆိုခဲ့ပါတယ်။ပါလက်စတိုင်းကိုနိုင်ငံလို့သတ်မှတ်တာဟာ ဂုံသိက္ခာမဲစီရဲလို့လည်းပြောကြားသွားပါတယ်။နေတန်ယာဟုကအစ္စရေးဟာရည်ရွယ်ချက်ရှိရှိအရက်သားတွေကို ပြစ်မှတ်ထားနေတယ်ဆိုတော့ဆဆွဲချက်တွေကိုလုံးဝမဟုတ်မှန်ကြောင်းညင်းဆိုခဲ့ပြီး အမတ်တရားကဆက်ကျင်ပတ်ပါလို့တုံ့ပြန်ခဲ့ပါတယ်။အစ္စရေးဟာအရက်သားတွေကိုဂေါဆာစတီကနေတက်ခွာနိုင်မှုအတွက်ဆောက်ရွက်စရန်တန်ပေါများစွာကြေးချခဲ့ပြီး message တန်ပေါများစွာပေးပို့ခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။လူမျိုးတုံးတက်ချက်မှုကျွလွန်ရဲ့ အရက်သားတွေကိုဘလုံးမထွက်ကားဖို့တောင်းဆိုမှာမဟုတ်ကြောင်းနာစီတွေကကျူးတွေကိုထွက်သွားဖို့မတောင်းဆိုခဲ့ကြောင်းလည်းဥပမာပေးမိခွန်းထွက်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဟာမတ်တို့ဟာဗလီစာတင်ကြောင်းဆေးရုံတိုက်ခန်းအဆောင်တွေမှာဝင်ရောက်ပုံအောင်ကအရက်သားတွေကိုပနနဲ့ချင်းပေးခြင်းခြောက်ခြင်းဖြင့်အန်ဒီလန်ကြောင့်မှဆက်ရှိနေစေဖို့ဖိအားပေးနေရလို့ဆွဆွဲခဲ့ပါတယ်။ကာဆာရှိလူလူကို ရည်ရွယ်ချက်ရှိရှိအစာရေးစားငန်းမော်စီအောင်လုပ်နေရဆိုတဲ့ဆက်ဆွဲချက်တွေကိုလည်းပယ်ချခဲ့ပြီးအစာအစာမလုံလောက်မှုဟာဟာမတ်တို့ကခိုးယူတာတူလောင်တာနဲ့ရောင်းချတာတွေကြောင့်သာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်နေတန်ယာဟုဟာဟာမတ်တို့ဖန်ဆီးထားတဲ့တစားကန်တွေကိုလည်းတရားရည်ညွန်ပြောဆိုခဲ့ပြီးတင်တို့ကို ကျွန်တော်တို့တစားကန်လေးမှမမေ့ပါဘူးအစ္စရေးပြည်သူတွေက တင်တို့နဲ့အတူရှိပါတယ်လို့အားပေးစကားပြောကြခဲ့ပါတယ် သူ့ဤမိန်ကွန်းကို အစ္စရေးရှိအတန်ချဲဆက်တွေကလည်းဂါဇာကိုထုတ်လွှင့်နေကြောင်းလည်းပြောခဲ့ပါတယ်။ဒေါ်နယ်ထရန့်ကလည်းအနောက်ဘက်ကန်ကို အစ္စရေးတို့သိမ်းပိုက်ထားမှုကိုခွင့်ပြုမှာမဟုတ်ဘူးလို့နေတန်ယာဟုမိန်ကွန်းပြောကြားနေချိန်မှာပြောကြားခဲ့ပြီးနှစ်ဦးသာလာမယ့်တနင်္လာနေ့မှာတွေ့ဆုံဖို့စီစဉ်ထားပါတယ်။ပါလက်စတိုင်းသမ္မတမာဘော့စ်အာဘက်စ်ကလည်း၎င်း၏ကုလညီလာခံမိန်ကွန်းတွင်ဂါဇာကိုဟာမတ်စ်တို့အနာဂတ်အုပ်ချုပ်မှုဆက်လက်ညှိနှိုင်းပေးကြောင်းနဲ့ လက်နက်ချဖို့ထလောင်းတောင်းဆိုခဲ့ပါတယ်။နေတန်ယာဟုရဲ့ကုလသမဂ္ဂညီလာခံမိကောဟာလက်ရှိအစ္စရေးပါလက်စတိုင်းပြည်ပခမှာအစ္စရေးရဲ့တက်တာတဲ့စစ်သွေးကြဆန်တဲ့ရည်တည်ချက်ကိုပေါ်လွင်စေပါတယ်။ပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိမှတ်ပြုခြင်းအားပြင်းပြင်းထန်ထန်ကန့်ကွက်ခြင်းဟာနှစ်နိုင်ငံအဖြစ် two state solution ကိုအစ္စရေးဆိုရအနေနဲ့လုံးဝလက်ခံမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားကိုနိုင်ငံတကာကိုပေးလိုက်တာဖြစ်ပါတယ်။ဒီလိုဝေဖန်မှုက အစ္စရေးကိုအတိတ်မဲ့ပြည်ပေါ်ဆုံးဖြတ်ခဲ့တဲ့နိုင်ငံတွေကိုတသမန်ရေးရာရာစိန်ခေါ်လိုက်ခြင်းလည်းဖြစ်ပါတယ်။လူမျိုးသုံးတက်ပြတ်မှုဆက်ဆွဲခြင်းများကိုခုခံချိဖခြင်းဟာအစ္စရေးတပ်ရဲ့ဆက်စင်ရေးတွေဟာနိုင်ငံတကာဥပဒေနဲ့အညီဆောင်ရွက်နေကြောင်းပြသလိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ဒါပေမဲ့အရက်သားတွေကိုသတိပေးတယ်ဆိုတဲ့အချက်နဲ့စစ်ပွဲအတွင်းထောက်ပံ့မှုတွေလုံလောက်မှုမရှိတာကို Hamas အပေါ်လုံလုံလည်လည်ပုံချလိုက်တာကတော့အငင်းပွားဝေရာဖြစ်နေသေးပါ ကိုစလဲညာဆန္ဒပြထွက်ကမှုကနိုင်ငံတကာအတိုင်းဝိုင်းအတွင်းအစ္စရေးအပေါ်ထောက်ခံမှုရော့ချလာခြင်းနဲ့အစ္စရေးရဲ့ကာဇာစစ်ပွဲအပေါ်စိုးရိမ်မှုပံ့မှုမြင့်တက်လာခြင်းတို့ကိုထင်ဟပြနေပါတယ်။ရေဘူးရအဖြစ်ဒီမိကောဟာနေတရာဟုအစိုးရဟာစစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်ပြီးနိုင်ငံတကာဖီယာရီကိုဆက်လက်တွန်းလှန်သွားမယ့်သဘောကိုရှင်းရှင်းလင်းလင်းပြသလိုက်တာဖြစ်ပါတယ်။သတင်းတော့ကာဇာစစ်ပွဲ အဆုံးသတ်ပါက ရင်းချေချင်းတဲ့ရဲ့စစ်သား2000ဆီလော့မြေဟုအင်ဒိုနီးရှားကတိပြုအင်ဒိုနီးရှားသမ္မတပရာဘဝစုပြန်တို့ဟာကာဆာစစ်ပွဲပြီးဆုံးပြီးနောက်အနာဂတ်ငင်းချေရေးသဘောတူညီမှုကိုကောက်ကွယ်ဖို့အတွက်အင်ဒိုနီးရှားစစ်သား2000ခန့်ကိုငင်းချေရေးထိသိမ်းရေးတပ်ဖွဲ့ဝင်များအဖြစ်ဆီလော့ပေးဖို့အသိရှိကြောင်းစက်တင်ဘာ25ရက်ကကုလသမဂ္ဂအထွေထွေညီလာခံမှာပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်မှာမွတ်စလင်လူဦးရေအများဆုံးဖြစ်တဲ့အင်ဒိုနီးရှားဟာ ငင်းချင်းရေးကိုလိုလာကြောင်းပရာပဝကအလေးထားပြောဆိုခဲ့ပါတယ်။ကုလသမဂ္ဂလွှတ်တော်ရေးကောင်စီနဲ့အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ထပ်ပေါ်လာမယ်ဆိုရင်အင်ဒိုနီးရှားဟာစစ်သား၂တောင်းသို့မဟုတ်ထိုထက်ပိုသောစစ်သားများကိုဂါဇာသို့ဆစ်လွတ်ပေးဖို့ပြင်ဆင်ထားပါတယ်။အင်ဒိုနီးရှားဟာလက်ရှိမှာလည်းကုလသမဂ္ဂငင်းချင်းရေးထင်းထင်းရေးတဖွဲ့အတွက်စစ်သားအများဆုံးဆစ်လွတ်ထားတဲ့နိုင်ငံတွေထဲမှာပါဝင်ပါတယ်။၂၀၂၄ခုနှစ်အကြည့် စစ်သား2935ဦးဆေလွတ်ထားပြီးကုလသမဂ္ဂအတွက်စစ်ထမမြောက်စစ်သားအများဆုံးပို့ဆောင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ယူကရိန်း၊ဆူဒန်နဲ့လိဗျာအပေါ်ဝင်အခြားနိုင်ငံများတို့လည်းငင်းချမ်းရေးထင်းထင်းရေးတပ်ဖွဲ့ဝင်များဆေလွတ်ဖို့ဆန္ဒရှိကြောင်းသူကပြောကြားခဲ့ပါတယ်။ပရာဖိုဘိုကအစ္စရေးနဲ့ပါလက်စတိုင်းနှစ်နိုင်ငံအတူရှင်တွဲနေထိုင်ရေးအတွက်ငင်းချမ်းရေးဟာအရေးကြီးဆုံးအချက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အင်ဒိုနီးရှားသမ္မတက ပါလက်စတိုင်းကိုလွှမ်းမြောက်စေဖို့လှုံ့ဆော်ရပါမယ်။ပြီးတော့ပါလက်စတိုင်းကိုအသိမဲ့ပြုပြီးအစ္စရေးရဲ့ဘေကင်းလုံခြုံရေးအတွက်လည်းအာမခံချက်ပေးရပါမယ်လို့ဆိုပါရယ်။အစ္စရေးကပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိမဲ့ပြုမယ်ဆိုရင်အင်ဒိုနီးရှားကလည်းအစ္စရေးကိုအကျိုးကြအာမပိုင်းနိုင်ငံအဖြစ်အသိမဲ့ပြုမည်ဖြစ်ကြောင်းကမ်းလှမ်းပြောဆိုခဲ့ပါရယ်။အင်ဒိုနီးရှားဟာ1988ခုနှစ်ကတည်းကပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိမဲ့ပြုထားပြီးသားဖြစ်ပါရယ်။ ီးခဲ့တဲ့ရက်ပိုင်းအတွင်းကမ္ဘာတဝန်းကနိုင်ငံများကပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိမှတ်ပြုခဲ့မှုအပေါ် PT ဖြစ်မိကြောင်းလည်းပြပဘူကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အင်ဒိုနီးရှားသမ္မတပြပဘူရဲ့ကြေညာချက်ဟာကမ္ဘာအကြီးဆုံးမွတ်စလင်နိုင်ငံတနိုင်ငံရဲ့ပါလက်စတိုင်းအရေးပေါ်ခိုင်မာတဲ့ရည်တည်ချက်ကိုပေါ်လွင်စေပါတယ်။စစ်သား2000ကိုငြိမ်းချမ်းရေးဟင်းသိမ်းမှုအစီအလုပ်ဖို့ပြင်ဆင်ထားတယ်ဆိုတဲ့ကလန်းချက်ဟာအင်ဒိုနီးရှားရဲ့ ပဋိပက္ခဒေသတွေမှာလက်တွေ့ကျစပူပေါင်းပါဝင်လို့တဲ့စိတ်ကိုပြသနေပါတယ်။ဒါဟာကုလသမဂ္ဂရဲ့ရင်ကျေးထိသိမှုဆိုင်ရာဆွေးကို များစွာအားကောင်းစေမယ့်အဆိုပြုချက်လည်းဖြစ်ပါတယ်။ပါလက်စတိုင်းကိုအတိမဲ့ပြုခြင်းနဲ့အစ္စရေးလွန်ကြောရေးကိုအာမခံခြင်းဆိုတဲ့အချက်နှစ်ချက်ကိုတွဲဖက်ပြောဆိုခဲ့တာဟာအင်ဒိုနီးရှားရဲ့နှစ်ဖက်မြတ်တော်ရဲ့ဖြည့်ရှင်းချက်ကိုလွန်လာကြောင်းပြသနေပါတယ်။အင်ဒိုနီးရှားအနေနဲ့ အစ္စရေးကိုအကျိုးချအာဏာပိုင်နိုင်ငံအဖြစ်တည်မှတ်ပြုမဲ့ကလန်ချာဟာအစ္စရေးကိုပါလက်စတိုင်းနိုင်ငံကိုတည်မှတ်ပြုဖို့တော်အားပေးတဲ့တန်တမန်ရေးရာကိရိယာတစ်ခုအဖြစ်အသုံးပြုလိုက်တာဖြစ်ပါတယ်။လက်ရှိအချိန်ထိအစ္စရေးကိုအတိမတ်မပြုသေးတဲ့အင်ဒိုနီးရှားအတွက်ဒီချက်ဟာဆက်ဆံရေးပုံစံအသေးသေးကိုဖော်ဆောင်နိုင်မဲ့အရေးကြီးတဲ့အလဲပြောင်းတစ်ခုဖြစ်နိုင်ပါတယ်။သတင်းလေကမ္ဘာဖလားမှာအစ္စရေးမပါနိုင်အောင်လို့ယင်အမေရိကန်ကတားမယ်လို့ဆို ီးတဲ့ရင်ကခုတလောဟိုးလေးတကြောဖြစ်နေတဲ့တရင်တပုတ်ပါ။နာမည်2026ကမ္ဘာဖလားဘောလုံးပဲကြီးမှာအစ္စရေးတင်းကိုရှင်ပြန်ခွင့်မပေးဘဲထုတ်ပယ်ဖို့ကြိုးပမ်းမှုမှန်တမ်းများကိုအမေရိကန်အစိုးရကအစွမ်းကုန်တောင်းဆိုသွားမယ်လို့တရားဝင်ထုတ်ဖော်ပြောလိုက်ပါတယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်။အဓိကကတော့ကာဆာကိစ္စပါပဲ။ဒီလောက်အစောပိုင်းမှာကုလသမဂ္ဂစွန့်စမ်းရေးကော်မရှင်တခုကကာဆာကပါလက်စတိုင်းနေအပေါ်အစ္စရေးဟာ လူမျိုးတုံးတက်ဖြတ်မှုလုပ်တယ်လို့ကောက်ချက်ချဖို့လုံလောက်တဲ့အကြောင်းပြချက်တွေရှိရလို့အစိုးရကန်စာထုတ်ပြန်လိုက်ပါတယ်။ဒီလိုကောက်ချက်ချပြီးတဲ့နောက်မှာကုလသမဂ္ဂကကျွမ်းကျင်သူတွေအဖွဲ့ရောစပိန်ဝင်ကြီးချုပ်ပက်ထရိုဆန်ချက်စ်ကပါအစ်ရီကိုအာကစားဘွဲတွေကနေပြေဆုပ်ဖို့တောင်းဆိုလာကြပါတယ်။ကုလသမဂ္ဂအစိုးရကန်စာမှာက2023စစ်ပွဲစကလေးကနိုင်ငံတကာဥပဒေအရ လူမျိုးသုံးသက်ဖြတ်မှုပြည့်စုံနိုင်တဲ့လောက်ရက်၅ခုတည်းက၄ခုကိုကျွလွန်ခဲ့တယ်လို့ဆိုထားပါတယ်။ဒါကြောင့် FIFA နဲ့ UEFA တို့ကို Israel ဘောလုံးသင်းကိုရပ်ဆိုင်ဖို့တောင်းဆိုတာတွေရှိလာပါတယ်။2026ကမ္ဘာဖလားပွဲကို American, Mexico နဲ့ Canada တို့ကပိုးတဲ့ကျင်ပါမှာပါ။ American နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတော့ကမ္ဘာဖလားမှာ Israel သင်းကိုတာမြင့်ဖို့ကြိုးပမ်းတာမျိုး ဘာတစ်ခုမှဖြစ်မလာအောင်ကျွန်တော်တို့အပြေးဝတားဆီးနိုင်ဖို့အကျင့်မဲ့ဆောင်ရွက်သွားပါမယ်လို့ပြပြသားသားပြောဆိုထားပါတယ်။တချိန်တည်းမှာပဲကမ္ဘာဖလားစစ်စစ်ပွဲတွေစီစဉ်တဲ့ဥရောပဘောလုံးဖွဲ့ချုပ် UEFA ကလည်းအစ္စရေးကိုရဆိုင်မှုအတွက်အစီအဝေးထိုင်အောင်ထိုင်လိုက်မယ်လို့သတင်းတွေထပ်နေပါတယ်။အစ္စရေးအသင်းဟာအော်တိုဖာ7ရက်မှာနော်ဝေနဲ့ချင်းစစ်ပွဲကံပိုးရှိနေပါတယ်။နော်ဝေဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌ Lis Kleinnes ကလည်းတန်ပွဲတွေမှာ အစ္စရေးပါဝင်နေတာမို့ဆက်ဆံရမှာဖြစ်ပေမယ်။ဂါဇာအရှက်သားတွေပေါ်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကတော့လက်လူရှိမှာမဟုတ်ဘူးလို့ဒီလအစောပိုင်းတုန်းကပြောသွားခဲ့ပါတယ်။အစ္စရေးကတော့သူတို့ရဲ့ဂါဇာကိုတိုက်ခိုက်မှုတွေဟာလူမျိုးသုံးတက်ဖြတ်မှုနဲ့မတဆိုင်မှုကိုကိုကိုကာကွယ်တာဖြစ်လို့တရားမျှတတယ်လို့ပုံမှန်လိုလိုညင်းဆိုပါတယ်။ကုလသမဂ္ဂရဲ့အစီရင်ခံစာကလည်းလွဲမပေးမမှန်ကန်မှုလို့အစ္စရေးနိုင်ငံသားရဲ့ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ဒီသတင်းကလည်းပါတိနိုင်လေဆိုတော့နိုင်ငံရေးပြည်ပခါနဲ့အားကစားကို ခွဲခြားဖို့ဘလောက်ခက်ခဲလဲဆိုတာကိုပါပဲကမ္ဘာဖလားဝဲကို ပူရဲချမ်းပသူ ဖြစ်တဲ့အမေရိကန်ကနိုင်ငံရေးအရာအစ္စရေးဘက်ကပြပြတတရက်တီပေးတာကြောင့် FIFA နဲ့ UEFA တို့အနေနဲ့အစ္စရေးကိုထုတ်ပယ်ဖို့အတော်ကြီးခက်ခဲသွားပါတယ်ဥရောပကနိုင်ငံရေးကောင်းဆောင်တွေနဲ့လူခွင့်ရေးဖွဲ့ရရဲ့ဖိအားဟာကြီးမားနေတာမို့ UEFA အနေနဲ့ ဘလို့ပဲဖြစ်ဖြစ်ဒီကိစ္စကိုထည့်သွင်းဆက်ဆောင်ရတော့မယ်။နိုင်ငံတကာဖွဲ့စည်းဖြစ်တဲ့ FIFA ကလည်းနိုင်ငံရေးကြောင့်အားကစားသမားတွေကိုပြည်ပြင်းချင်းမပြုရဆိုတဲ့မူနဲ့တခြားနိုင်ငံတွေပေါ်ချမှတ်ခဲ့တဲ့အရေးအမှုတွေကိုချိန်ထိုးရမှာဖြစ်ပါတယ်။နော်ဝေးဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့မချက်ကတော့အားကစားဖွဲ့စည်းတွေမှာပါကျင်းဝတ်ပိုင်းဆိုင်ရာဖိအားတွေရှိလာတယ်ဆိုတာကိုပြသနေပါတယ်။ဒီတော့2026ကမ္ဘာဖလားမှာ အစ္စရေးအသင်းပါမပါဆိုတာကိုနိုင်ငံရေးအင်အားကြီးမားတဲ့အမေရိကန်နဲ့ဥရောပရဲ့အာကစားဖွဲ့အစည်းကြီးတွေကြားကစစ်ငင်အားပြန်ဝဲကဆုံးဖြတ်သွားမဲ့သဘောဖြစ်နေပါတယ်။တရင်းကယူကရိန်းတိုက်ခိုက်မှုကြောင့်ရုရှားနိုင်လောင်းစာစီပြက်လက်ရင်းနှံချက်ဆက်ယုံတွေကိုယူကရိန်းကဒရုန်းတွေတိုက်ခိုက်ခဲ့ပြီးနောက်ရုရှားဟာပြည်ပကိုလောင်းစာစီတင်ပို့မှုဆိုင်ငံကာလတိုးချဲ့သတ်မှတ်ခဲ့တာကို ESP သတင်းမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းရုရှားနိုင်ငံအနေနဲ့ရုရှားတိုက်ချုပ်ထားရာယူကရိန်းနေမျိုးတွေကရေနံကျစယုံနေစွမ်းရည်ရင်းမြဲဆိုင်ရာအဆောက်အုံတွေလောင်စာဆီချက်လုတ်တဲ့တူလောင်တဲ့နေရာတွေဟာယူကရိန်း drone တွေရဲ့အချင်းချင်းပြင်းထန်တာတိုက်ခိုက်တာတွေကိုခံခဲ့ရပါတယ်။အကျိုးဆက်အနေနဲ့ရုရှားရဲ့လောင်စာတင်ပို့မှုကွန်ရက်မှာ ကြီးမားတဲ့အနှောင့်အယှက်ပေးခံရတာတွေပေါ်ပေါက်လာစေပါတယ်။ယူကရိန်းဟာရုရှားရဲ့လောင်စာရင်းမြစ်ထောက်လုပ်မှုစက်ရုံတွေ အခြေခံအဆောက်အအုံကို drone နေနဲ့တိုက်ခိုက်တာကိုမဟာဗျူဟာမြောက်စီရေးစီမံတရက်အနေနဲ့အကောင့်ထဲဖော်နေခဲ့တာဖြစ်ပါတယ်။အစောပိုင်းတုန်းကတော့စီပြက်လက်မှုတွေဖြစ်လာတာဟာယူကရိန်းရဲ့ထုံးတဲ့ချက်ကြောင့်လို့ရုရှားအနာဘန်တွေကဝန်မခံပဲတရုတ်ပို့ဆောင်ရေးစနစ်တွေထွက်ထွက်နေရကြောင်းလို့အပြစ်ဖို့ခဲ့ပါတယ်။ပြီးတော့ပြည်ပတင်ပေါ်မှုတွေကိုယာယီဆိုင်ငံထားဖို့လည်းမဖြစ်မနေဆုံးဖြတ်ခဲ့ရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့သတင်းပတ်တွေမှာ ပြဿနာတွေကပိုဆိုးလာတဲ့နောက်ရုရှားဟာတိပတ်တယ်ပုံမို့တားမြစ်ကာလကို2025နှစ်ကုန်အထိမဖြစ်မနေတိုးမြင့်တက်မှတ်လာရတာဖြစ်ပါတယ်။ဒုတိယဝန်ကြီးချုပ်အလက်ဇန်ဒရာနိုဗက်ကဒီဆယ်လိုမျိုးနောက်စားစီတွေပြပတင်ပုံမှုကိုနှစ်ကုန်ပိုင်းအထိပြိပင်ထားမဲ့တင်ညာချက်အသေးကို မကြခင်ထုတ်ပြန်အတည်ပြုသွားမယ်လို့ပြောကြားခဲ့ပါတယ်။တက်တန်တိုးမြင့်တားမြစ်ချက်အရဓာတ်စီတင်ပုံမှုတွေအားလုံးကိုပြိပင်တားမြစ်ထားမှာဖြစ်ပြီး ဒီဆက်တင်ပို့မှုတချို့တဝက်ကိုလည်းကန့်သက်ပါမယ်လို့သိရပါတယ်။အထက်ကရည်ရွယ်ချက်ကတော့ပြည်တွင်းမှာနှောင်းစားစီဖူလုံမှုပြည်မီအောင်ပြန်ဖြည့်တင်ပေးနိုင်မှုအတွက်ဖြစ်ပါတယ်။အခုတင်ပြချက်အပေါ်မှာမိစေရိုရဲ့သုံးသက်ချက်နာကိုလည်း comment ကနေတစ်စိမ်ညှော့ရေးပေးခဲ့ပါအောင်နော်။အခုလုံးစိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာရေမြမအရေးတရင်နာစာကိုနားဆင်ဖို့တရင်ခေ channel ကို like and subscribe လုပ်ပြီး ီနာကနော်ဒီဘဲလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်။တိရှိသူများအားလုံးဘေးရန်ခတ်သိမ်းကြရှင်ကြပါစေ။